မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ဦးဆောင်တဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာဒီဇင်ဘာလ20ရက်နေ့မှာရခိုင်ပြည်နယ်အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအရခတက်တော် AA ကထမှန်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို AA ကသိမ်းပိုက်ရရှိသွားပြီးတော့ဒူတိုင်းမူဘုံမူချုပ်တောင်းထောင်းနဲ့ ဘုံမှုချုပ်ကြောကြောတန်းတော်ကိုဖမ်းဆီးရရှိထားတယ်လို့အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်သူခကပြောပြထားပါရယ်ဒီဇင်ဘာလ20ရက်နေ့နေ့လယ်7:00နာရီအချိန်မှာနပါခဌာနချုပ်တခုလုံးကိုတိတ်ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးတော့ဒူတိုင်းမူဘုံမှုချုပ်တောင်းထွန်တိုင်းဦးစင်းချုပ်ဘုံမှုချုပ်ကြောကြောတန်းတော်ကိုလည်းအရှင်ဖမ်းဆီးရရှိထားတယ်လို့အေအေဘက်ကပြောဆိုထားပါရယ်အေအေကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတိတ်ပိုက်ပြီးတဲ့နောက်မှာဘုံမှုချုပ်3ဦးကိုဖမ်းဆီးထိန်သိမ်းထားရာဒုတိယတိုင်းမူဘုံမှုချုပ်တောင်းထွန်တန်းစစ်ဦးစီးချုပ် ဘုံမှုချုပ်ကြော်ကြော်တန်းစကခ55တက်မှမူဘုံမှုချုပ်သူရင်ထွန်းတို့ဟာအေအေရဲ့လက်ထဲမှာစစ်တုံးဗန်းများအဖြစ်နဲ့ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာပထမဆုံးအကြိမ်ဖြစ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအခြေဆိုင်စစ်ကောင်စီရဲ့အရှိန်မောက်တိုင်းစစ်ဌာနချုပ်ကိုကိုကက် MNDA နဲ့တပ်ပေါင်းစုမဟာမိတ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာရခိုင်ပြည်နယ်အမ်းမြို့နယ်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအရခတက်တော်အေအေကဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကံဘလူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ကျွန်းလာမြို့နယ်မှာရှိတဲ့စစ်တပ်အထိုင်စခန်းကို PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီဘက်က16ဦးသေဆုံးပြီးတနက်စစ်တပ်လက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလာ16ရက်နေ့မှာကံဘလူမြို့နယ်မကြီးကုန်းရွာအနောက်ဘက်မှာကျွန်းလာမြို့နယ်ကံပေါပြူစောတိရွာကထိုးစစ်ဆင်လာတဲ့ခမရ36တင်းနဲ့ပြူစောတိပူပေါင်းအင်အား160ခန့်ကိုကံဘလူခရိုင်တိုက်ရင်တင်း1 3ကံဘလူခရိုင်ပကဖပလဖပအဖကျွန်းလာမြို့နယ်ပကဖပလဖပအဖကံဘလူခရိုင်ထုံနှုတ် drone အဖွဲ့နဲ့ဒေသကပကဖများကပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က Jet Fighter လေးရဲ့နှစ်စီးနဲ့ဘုံးတွေကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအပြီးမှာအကြမ်းဖက်စစ်ကောင်စီဘက်က15ဦးသေဆုံးပြီးအယောက်20ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒါပြင်တေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီကငကြင်းမီ MA15 တလက် MA1 တလက် MA2 တလက် G3 နှစ်လက်ကပိုင်၅လက်ကြီမျိုးစုံ1680တောင်းဘုံဒီမျိုးစုံ3လုံးနင်းပိုင်း6လုံး RPG 3လုံးငကြင်းမီကပတ်တစ်ခုကြီပေါင်းမျိုးစုံ22ခု RT ဆက်တစ်လုံးလက်ကောက်2ကွင်းလက်စွပ်တစ်ကွင်းစွဲကြိုးအပြက်တစ်ခုငကတ်တစ်ခု ်ငွေသား3,200ကျပ်နဲ့လူသုံးကုန်ပစ္စည်းတစ်ချို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲဒီသမားလာ73ရက်နေ့ကလည်းကျွန်းလာမြို့နယ်မထောင်ရွာမှာအထိုင်ချထားတဲ့ခမရ36တက်နဲ့ပြူစော်ဒီပူပေါင်းအင်အား80ခန်းရှိတဲ့စခန်းကိုကမ်းမလူခရိုင်တိုက်ရင်တက်နဲ့ဒေသခံပကဖအဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားတအုပ်သိမ်းဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်သိမ်းဆုံးသွားတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သားတွေစီက MA1 တလက် MAG 460တောက်လက်ပစ်ဗုံးတလု ုံးနင်းမိုင်း9လုံးကြည်ပေါင်း5ခုအုတ်ထုပ်2လုံးနဲ့ icon 2လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွက်မှာတော်လိုင်းရဲဘော်တူမြင့်မြတ်စွာကြာဆုံးခဲ့တယ်လို့အမတ်တစ်စစ်ဒေသကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရတော့စကိုင်းတိုင်းစာလင်းကြီးမြို့နယ်အခြေစား local PDF များပူးပေါင်းပြီးတော့လက်နက်ကြီးတပ်ပေါင်းစုအဖြစ်နဲ့ဖွဲ့စည်းလိုက်ပြီးတဲ့နောက်မှာမြို့ပေါ်စစ်စခန်း၃ခုကိုစတင်တိုက်ခိုက်ရာတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားရ19ရက်နေ့မှာစာလင်ကြီးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့မြို့ပေါ်စခန်းကံဆွဲဖုံးကြီးကြောင်းနဲ့မြို့တော်ခမ်းမတို့ကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲဟာမနေ့၈နိုင်ခန်းကစတင်ဖြစ်ပွားခဲ့ပြီးတော့တနအီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုတွေရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်၂ဦးလည်းမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာအကြမ်းမဲ့စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများတဲ့အတွက်ကြောင့်ချမ်းသာရွက်ကွန်မှာရှိတဲ့နေအိမ်16လုံးကိုစစ်ကောင်စီတပ်သားတွေကမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗျ။ခွေးစခန်းရဲ့ခွေးတွေတပ်ဆွဲထားတဲ့ကံဆွဲကြောင်းတဲ့ခမ်းမတို့ကိုကျွန်တော်တို့က60မမ80မမနဲ့120မမလက်နက်ကြီးရေအလုံးကြီး100လောက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။လက်နက်ငယ်တွေနဲ့လည်းရဲဘော်တွေကခွေးချန်တဲ့အထိကိုဝင်ရောက်ပြီးတော့စီးနှင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့တွေကတော့ခွေးတွေကိုစစ်ကြောင်း၃ကြောင်းခွဲပြီးတော့တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်တော့စစ်ခွေးတွေဘက်ကအထိနာပြီးပြည်သူပိုင်းနေအိမ်၁၆လုံးကိုမိရှုဖျက်ဆီးသွားလို့ကျွန်တော်တို့ရဲဘော်တွေအလုံးတိုက်ပွဲဖြစ်နေတဲ့ကြားထဲကနေပြီးတော့မိကိုဝင်ရောက်ပြီးတော့နှိမ့်သက်ပေးခဲ့ရပါတယ်ခွေးတွေစည်ရင်းကိုတော့အခုတည်းထိမသိရသေးဘူးပုံမှန်ဆိုရင်တော့သိရတယ်အခုဟာကမနေ့ကတိုက်ပွဲဖြစ်ပြီးတော့ခွေးတွေကတော်တော်လေးကိုငြိမ်နေတယ်လို့စားလင်းကြီးအခြေစားလက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုစာလင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ local PDF 78ဖွဲ့ပူးပေါင်းပြီးတော့ဒီဇင်ဘာလ18ရက်နေ့မှာစာလင်ကြီးအခြေစိုက်လက်နက်ကြီးတပ်ပေါင်းစုမဟာမိတ်ညီနောင်များအဖြစ်နဲ့စတင်ဖွဲ့စည်းလိုက်ပြီးတော့အကြမ်းဖက်စစ်တပ်ကိုစုပေါင်းအားနဲ့ဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီ local PDF များပူးပေါင်းပြီးတော့မြေပြင်တိုက်ပွဲများကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီးစုပေါင်းအားနဲ့လှုံ့ဆော်သွားမှာဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖော်ဆောင်မှုများကို တဦးတစ်ဖက်ရဲ့ဆုံးဖြတ်ချက်နဲ့လုံဆောင်မှာမဟုတ်ပဲတပ်ပေါင်းစုရဲ့သဘောတူညီမှုဆုံးဖြတ်ကတိုက်ပွဲများကိုဖော်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့စာလင်ကြီးအခြေစိုက်က18ရက်နေ့မှာစတင်ဖွဲ့စည်းလိုက်တာစဖွဲ့တုန်းကတော့16ဖွဲ့ပဲပါဝင်နေနောက်ဖွဲ့ထပ်တိုးလာတော့လက်ရှိမှာ18ဖွဲ့ဖြစ်သွားပြီ local pdf တွေအားလုံးစုပြီးတော့ဖွဲ့လိုက်တဲ့အဖွဲ့ပါ16ရက်နေ့မှာကျွန်တော်တို့မဟာမိတ်အားလုံးလက်နက်ကြီးမဟာမိတ်တွေဖွဲ့စည်းပြီးတော့စာလင်ကြီးမြို့ပေါ်မှာရှိတဲ့စစ်ခွေးစခန်းတွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ် ကျွန်တော်တို့နောက်ထပ်စီရေးဖော်ဆောင်မှုတွေကိုလည်းလုပ်ဖို့ရှိနေပါသေးတယ်ပြည်သူတွေကိုပြောချင်တာကတော့စိတ်ခွေးတွေကိုတိုက်ထုတ်နိုင်အောင်လို့ကျွန်တော်တို့ဘက်ကအစွမ်းကိုစူးစမ်းသွားပါမယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့ကတိုက်ပွဲတစ်ခုကိုတအုပ်သဘောတူအဲ့ဒီလိုမျိုးဆုံးဖြတ်ချက်ချတာမဟုတ်ပါဘူး၁၈ဖွဲ့လုံးရဲ့သဘောတူညီချက်နဲ့ပဲနောက်ပိုင်းမှာတိုက်ပွဲတွေကိုဖော်ဆောင်သွားမှာပါ တပ်ပေါင်းစုမှမပါသေးတဲ့တရင်တွေကတော့မပါဘူး KIA လောက်ခံနေတရင်လောက်ခံတရင်ခွဲတွေဆိုရင်တော့မပါဘူးအခုက local PDF ကြီးပဲစုဖွဲ့ထားတာပါလို့စာလင်းကြီးအခြေဆိုင်လက်နက်ကြီးတပ်ပေါင်းစုမဟာမိတ်ညီနောင်များအဖွဲ့ကတောင်းရှိသူကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲတရင်ကတော့စကိုင်းတိုင်းမြင်းမှုမျိုးနဲ့မုံရွာမန္တလေးလမ်းပိုင်းမှာအချမ်းပဲစစ်တပ်ရဲ့ဂျင်းနီတင်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာကားနက်စီးပျက်စီးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဒီသမားလာ16ရက်နေ့မနက်7:00နာရီ40မိနစ်ခန့်မှာမုံရွာမြို့ဘက်ကနေစကိုင်းဘက်ကိုထွက်လာတဲ့ကျင်းဒီတင်ရင်တန်းနဲ့လုံကြုံရေးလိုက်ပါလာတဲ့တံများကကားများကိုမြင်းမှုမြို့နယ်မုံရွာမန္တလေးလမ်းမိုင်းမှာရှိတဲ့ဘုံမင်းကြီးကင်းနဲ့ဝိမင်တော်ကြီးပါကြားအရောက်မှာတော်လိုင်းတပ်ဖွဲ့များကပရိသာမိုင်းနှလုံး point 5 point နဲ့၅ချိန်မိုင်းဆွဲတိုက်ခတ်ရောက်စစ်သား၂ဦးဒဏ်ရာရရှိပြီးတော့ကားနှက်စီပြက်စီးသွားတယ်လို့သိရပါတယ်။မိုင်းဆွဲခံရမှုကြောင့်ပြက်စီးသွားတဲ့ကားများကိုဒုံမြန်မာစီဆိုင်အကျော်စစ်တပ်အထိုင်းစခန်းနဲ့မြောင်းလန်းခွဲမှာရှိတဲ့အချမ်းမတ်စစ်တပ်ရဲ့အထိုင်း င်စခန်းတို့မှာရပ်ထားခဲ့တယ်လို့သိရပါတယ်။တေဆုံဆင်းရင်တော့မသိရသေးဘူး။နှစ်ယောက်ဒဏ်ရာရတယ်။ကားနှစ်စီးပျက်စီးသွားတယ်။၄စီးမြောက်၅စီးမြောက်6စီးမြောက်10စီးမြောက်နဲ့15စီးမြောက်ကားတွေကိုမိုင်းပွိုင်း9ပွိုင်းနဲ့ဆွဲခဲ့တာမုံရမန္တလေးလမ်းမကြီးပေါ်မှာတွာလာနေတဲ့ပြည်သူတွေအနေနဲ့စစ်ခွေးရင်တန်းတွေနဲ့ကပ်ပလိုက်ဖို့သတိပေးကြပါတယ် ်ပြည်သူကားတွေကစစ်ခွေးရင်တန်းနဲ့ကပ်ပါလာတော့ပြည်သူတွေထိခိုက်မှာစိုးလို့မစွဲလိုက်ရတဲ့ကားရင်တန်းတွေလည်းရှိနေလို့ပါလို့ Black Eagle Defense Force MMU ကတာဝန်ရှိသူတို့ကပြောဆိုထားပါရယ်၎င်းတိုက်ခိုက်မှုကိုမြင်းမှုမျိုးနဲ့ပကဖကဥဆောင်ပြီးတော့ Black Eagle Defense Force MMU ရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်မှာကပတ်ကျော်ကြောင်အောင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုလိုက်လံတိုက်ခတ်ရာစစ်ကောင်စီဘက်ကအယောက်90ထက်မနည်းတေဆုံးပြီးအထိနာနေတဲ့စစ်ကောင်စီတပ်ကဆိုင်းကလေးမြောက်ရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးသွားခြင်းကြောင့်နေအိမ်အလုံးတရာကျော်ပြာကျခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ17ရက်နေ့ကစတင်ပြီးတော့ဆလင်းမြို့နယ်တန်ညောင်တိုက်နယ်မှာရှိတဲ့ကျေးရွာများကိုကပ္ပစာ27 6စိတ်ဖြူနဲ့ပခုတ်ကူတပ်မတရတဲ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား200ဝန်းကျင်ခန့်ကကပ္ပစာ စ21နဲ့ကပ္ပစ25ကိုတွေ့တန်းထားတဲ့မီးလိုင်းများတက်တောင်မာကိုစိုးရိမ်တဲ့အတွက်ကြောင့်စစ်ကြောင်းထုတ်နေခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအကြပ်ဖက်စစ်တပ်စစ်ကြောင်းဟာကြေးရွာ9ရွာကျော်ကိုဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်ပစ္စည်းများအလုံးကိုခိုးယူခြင်းစစ်ဆောင်ပြည်သူများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြေးရွာများကိုမီးရှို့ဖျက်ဆီးခြင်းတွေကြောင့်တော်လိုက်တပ်ဖွဲ့များကစစ်တပ်စစ်ကြောင်းတွားရလမ်းတစ်လျှောက်ကိုလိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးဒီသမားလ16ရက်နေ့မှာစံကလေးမြောက်ရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်က အထိနာခဲ့ပြီးတော့ကျေးရွာများအတွင်းမှာနေအိမ်များကိုနှစ်ချိန်တိုင်တိုင်မိရှုဖျက်ဆီးခဲ့ခြင်းကြောင့်ရွာလုံးကျပြကြကနေအိမ်အလုံးတရာကျော်မိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတပတ်ကြာကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်တပ်ကအယောက်90ထဲမှနေသေဆုံးသွားတယ်လို့သိရပါတယ်။လက်ရှိချိန်မှာ အကြပ်ဖက်စစ်တပ်စစ်ကြောင်းကကပါစတန်ကြောင်က EBC ရုံးနဲ့စိတ်ဖြူဘက်ကိုစစ်ကြောင်းများခွဲပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။၁၈ရက်နေ့မနက်ပိုင်းမှာတော့စစ်ခွေးတွေပြန်ဆုတ်သွားတယ်။ကပါစတဲကိုပြန်ဝင်လာရှိတယ်။တန်ကြောင်က EBC ရုံးမှာကြံခဲ့တာတွေလည်းရှိတယ်။စိတ်ဖြူဘက်ကိုပြန်လာတယ်လည်းရှိတယ်။ခွဲသွားတာပေါ့။ ခွေးအသေးစီးရင်ကတော့ကျွန်တော်ထင်တယ်အယောက်90ပတ်ဝန်းကျင်လောက်ရှိမယ်ခန့်မှန်းကြည့်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေမိုင်းဆွဲတာတွေရှိမယ်ကျွန်တော်တို့အဖွဲ့တွေပေါင်းပြီးတော့ drone ချတာတွေရောလက်နက်ကြီးထိတာတွေရောရှိတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကြေးရွာ9ရွာကျော်ကပြည်သူဝိုင်းပစ္စည်းများနဲ့စားနပ်ရိက္ခာများကိုလည်းကားပေါ်တင်သွားပြီးတော့ကပ္ပစ27နဲ့စိတ်ဖြူမြို့နယ်ဘက်ကိုခိုးယူသွားတယ်လို့သိရပါတယ်စစ်ခွေးတွေကပြည်သူတွေရဲ့နေအိမ်ထဲကပစ္စည်းတွေကိုဝင်ယူသွားတာတွေရှိတယ် ကားတွေရှိမယ်ပဲနှံသီးနိုင်နေရှိတယ်အိမ်ထဲကတံမိုးကြီးပစ္စည်းတွေပေါ့ electronic ပစ္စည်းတွေကအစသူတို့ကကားတွေနဲ့တဲသွားတာရှိတယ်ရွာတော်တော်များများကပစ္စည်းတွေကိုခွေးတွေကခိုးသွားတာအားလုံးပေါင်း9ရွာလောက်ရှိမယ်ကျွန်တော်တို့တချို့ရွာတွေဆိုလို့ရှိရင်သူတို့ကနှစ်ခေါက်သုံးခေါက်ကားနဲ့ပြန်လာတိုက်ကြတယ်သွားတာကတော့စိတ်ဖြူဘက်ကိုသွားတာပြီးရင်ကျွန်တော်တို့လိုက်လို့ရသလောက်ပေါ့ကားဘာစာ21ကိုတော့ကားသုံးစီးနဲ့လာပို့တယ်လို့ပြောတယ်အဓိကတံမိုးကြီးတဲ့ဟာရီရေခဲတက်တာတို့ထမင်းပေါင်းတို့ကအစဟင်းချတဲ့ဒန်နီအိုဘာမကြမ်း အကုန်လုံးအဲ့ဒီစစ်ခွေးတွေကခိုးယူလူရက်သွားတာလို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ